ပရိသတ်ကြီးမင်္ဂလာပါဗျာဗရာလောကဇလံကောင်းများနေဖြစ်ရမန်ဇလံကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ပါကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံလေးကတော့ဆရာအက္ခဆောရေးသားထားတဲ့မဖဲဝမုံနဲ့ရွာဆိုတဲ့ဗရာလောကဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးကအစင်းသင်းဖြစ်နေတော့ကျွန်တော်နဲ့တူတူဇလံလေးကို live ပါနားဆင်လိုက်ကြအောင်ခင်ဗျာအချိန်က2023ခုနှစ်မက်လာအင်းကုန်းရွာတုတ်တန်ကညအမောင်အောက်မှာတိတ်ဆိတ်ငြိမ်သက်နေပါတယ် လာမိုင်းညမောဘဝင်းကျင်တကလုံးကိုအမောင်တို့ကကြီးဆူထားတယ်။နှွေဦးမို့လေယူတစ်ချက်တစ်ချက်တိုက်ခတ်လိုက်တဲ့အခါမှာတော့တုတ်တန်ပပက်လေမှာပေါက်ရောက်နေတဲ့ကြီးမားတဲ့သစ်ပင်ကြီးများမှာတော့တရှဲရှဲနဲ့အော်မီလေးရရှိကတရွက်ချောင်းများမှာလည်းမြေတို့တဖွားဖွားနဲ့ကြာစင်းလာတော့တယ်။ထိုအခါအမောင်တို့ကိုအားပြုလျက်တုတ်တန်အတွင်းသို့လူလေးယောက်ကတော့ဝင်ရောက်လာခဲ့ပါတယ်။တုတ်တန်အတွင်းရှိအုတ်ဂူဖြူဖြူကြီးများကြမှာတော့တွာလာနေပြီးတော့အုတ်ဂူတလုံးအရှိမရက်တန်လိုက်ကြတယ် ထိုအုပ်ကတာမန်လူတယောက်မြုံနေတဲ့အုပ်ကထအနှဲငယ်ပိုသေးနေလေလေဟေးကောင်ဆိုကြီးအခြေအနေကြည့်အောင်ဟာဆိုကြီးဆိုသူကပဝန်းကြီးကိုလက်ပတ်ကြည့်ရှုလိုက်ပါရင်တောတန်နဲ့သုံးဖာလုံးကဝေးတဲ့အင်းကုန်းရွာကလေးမှာတော့အမောင်တို့အတွင်တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါတယ်။ Okay ပါတယ်မောင်တို့ရာ။ကဲဒါဆိုရင်လည်းလုံးဝစားကြတော့ဟိ။ပဇိုးချုံထားတဲ့လူလျောက်မှာပဇိုးမျိုးကိုခါးအတွင်ပြန်လဲဝစ်ဆင်လိုက်ပါရင်တောတန်ကြီးအတွင်မှာရှိတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့ပြင်စီမှာထောင်ထားတဲ့ပေါက်တူးများပေါက်ပြားများကိုယူလိုက်ကြတယ်။ ထက်အောင်နဲ့ကောင်းခန့်မင်းတို့တန်တော်ရင်တွေယူလာကြရလားကွယူလာပါနဲ့ကိုစိုးကြီးကအေးအဲ့ဒါဆိုရင်တော့အဲ့ဒီတန်တော်ရင်တွေနဲ့ဂူရက်ဒီဘက်ချမ်းကိုဖောက်ကွာဖြည်းဖြည်းလေးလုံးတော့ပဝင်းကျင်ကတိတ်ဆိတ်နေတာကွာတော့ကြရွာကလူတွေကငါတို့လုံနေတဲ့အတန်တွေကြပြီးလာကြည့်မှဟုတ်ပေဖြစ်နေဦးမင်းတိတ်လေစိုးရင်မနေပါနဲ့စိုးကြီးကရွာကလူတွေကအတန်ကြားတယ်ဆိုရင်တော့ဒီတင်ငယ်ကိုဘယ်သူမှမလာရဲပါဘူးကွာမင်းကလည်းကြောက်နေပြန်ပါပြီအုတ်ကူကလေးမှဘီလက်မြေအစိမ်းကထောင်းကနေထနေပါတယ်အချို့နေရာများမှာဘီလက်မြေမှာကစိုးနေစေဖြစ်ပါတယ် ဂူဘိုတန်တို့ရင်းနဲ့ဖောက်နေတဲ့ထက်အောင်တဲ့ကောင်းခန်းတို့မှာစိုးကြီးကတစ်ချက်ကြည့်လိုက်ကြတယ်။ကိုစိုးကြီးဒီနေရာဟုတ်ရလားဗျ။လုံမာတာလောက်ကြသမှာကွာ။သူ့ကိုငါကိုယ်တိုင်ညက်နေကဂူသွင်းပေးခဲ့တာကွာ။ငါကောင်းကောင်းကြီးသိပါရဲ့။သူတို့လေးယောက်ထဲမှာစိုးကြီးကအသက်အကြီးဆုံးဖြစ်ပါတယ်။အသက်30ကျော်ဖြစ်တယ်။ဒုမောင်ကတော့စိုးကြီးနဲ့အသက်မသိမ့်မရင်ဖြစ်တယ်။ကောင်းခန်းနဲ့ထအောင်တို့မှာတော့ဆဲကျော်သက်လူငယ်ကလေးတွေဖြစ်ကြတယ်။ထအောင်တို့အင်္ဂလိပ်ကိုခွာချလိုက်ပြီးတဲ့အခါမှာတော့အုတ်သားများပေါ်လာလိမ့်တယ်။ ထိုသားများကိုတန်တရင်းနဲ့အသာထိုးကလော်လိုက်ရာမချောက်တည်းတဲ့ဘီလက်ပြင်းများကြောင့်အသာကလေးပင်အုတ်ခဲများကပေါ်ထွက်လာလိမ့်တယ်။အုတ်ခဲများကိုဖယ်ရှားပြီးရကတော့အတွင်းမှာအခေါင်းကြီးတစ်ခုကိုအတိုင်းသားတွေ့လိုက်ရတယ်။ဟေ့ကောင်းကောင်းအခေါင်းကိုမင်းများဆွဲထုတ်လိုက်စမ်းဟာ။အခေါင်းကိုဆွဲထုတ်လိုက်တဲ့အခါမှာတော့အခေါင်းတွင်ဆေးများဆူထားလျက်ဖယ်ပြားများပန်းများကထားသေးပါတယ်။ထောင်နေကောင်းခန်းတို့ကအခေါင်းကိုဂူပေးကြည့်မြေပြင်သို့ချလိုက်တဲ့အခါမှာတော့စိုးကြီးကတန်တရင်းဖြင့်အခေါင်းပြင်ကိုဖွင့်ထုတ်လိုက်တယ်။ အခန်းကြီးပွင့်သွားနေတဲ့ဆိုကြီးကပြောရည်လိုက်လေနေတဲ့ကောင်းကြီးမဟုတ်ဘူးကွာဒိုလေးရောက်မနေစားရမှာကွာအခန်းအတွင်လှဲလျောင်းနေသူမှာတော့လူတအုပ်မဟုတ်ပဲခွေးတကောင်သာဖြစ်ပါလေခွေးဆိုတော့လေနိုင်ငံသားဖြစ်ခွေးကြီးမျိုးဖြစ်ပြီးတော့အကောင်ထွက်ထွားအမွှေးပွပွကြီးနေဖြစ်တယ်ခွေးရက်ကလူကြီးခါးဆောင်လောက်ပင်ရှိပြီးတော့ခွေးသေးကောင်းကြီးကိုဆိုကြီးတယောက်ထဲပင်မချီမမနိုင်တဲ့ဖြစ်ထပ်အောင်နေကောင်းခန်းတို့ကဝိုင်းဝန်းတဲဆောင်ပေးရတယ်ခွေးသေးကောင်းကြီးကိုလာရောက်အောင်မှချလိုက်ကသူတို့သုံးယောက်ခေါင်းချင်းဆိုင်လိုက်တယ် ကိုစိုးကြီးခွေးကမပုတ်သေးဘူးနော်မင်းကလည်းကွာဒီမနက်အစောမှတေးပြီးတော့နေရင်းချင်းမြုပ်ထားတဲ့ခွေးကြီးကွာပုတ်အောင်မလားတို့မောင်ငါအုပ်ကိုအချို့အကာအကွယ်ယူပြီးတော့မြေကြီးတွင်တူတာမြင်းမွေးနေသေးတယ်မြီးရောင်မှာတော့တုတ်တန်အတွင်ထိန်လင်းနေတော့လေညတကောင်ရလူအိတ်ချိန်ဖြစ်သဖြင့်သူတို့မြီးရောင်ကိုမြေသူမှမြင်တွေ့နိုင်မှမဟုတ်ပေတို့မောင်ငါခွေးကြီးအနီးသို့ရောက်လာတယ်နေတဲ့ကောင်ကြီးမဟုတ်ဘူးကွာငါတို့တော့နိုင်ငံခြားခွေးသားကိုစားဖူးသွားတာပေါ့ဇိုးကြီးကခွေးကိုဖျက်နေလေတယ်ခွေးပိုက်ကိုဖြွင့်ပြီးတော့ဘိုက်ထဲမှာဥကလီသားမျိုးကိုထုတ်ယူလိုက်တယ် ခွေးအကြီးကမခွာလိုက်တဲ့အခါမှာတော့ခွေးကြီးရဲ့လက်များပေါင်များမှာကြွက်သားကြီးများကအမြောင်းလိုက်ထားနေသေးတယ်။ဒေါ်စိန်ညင်းကဒီခွေးကြီးကိုနှိမ့်တိုင်းအမဲသားတပိတ်တာကျွေးရဆိုပဲဗျ။အနားတွင်ထိုင်ကြည့်နေတဲ့ကောင်းခန်းကပြောလိုက်ပါတယ်။သူတို့ကတထွေးတွေပဲကွာကျွေးနိုင်တာပေါ့။အခုခွေးသေးကောင်မှဘုံကြီးငါးပါးပိတ်ပြီးတော့တက်ပြောက်စွန်ကပ်ပြီးမှဒီတင်းညံကုန်းမှာလူလူမြုပ်တာကိုပဲကြည့်ပါလား။အုတ်ကူလောက်ခရင်ငါးသိန်းကြီးပါကြတယ်ကွာ။အုပ်ကတခုလုံးကိုကြွေပြားကပ်ပြီးတော့ဒီခွေးရပုံကိုလည်းမှန်မောင်သိမ့်ပြီးတော့အုပ်ကမှာကတ်ထားခိုင်းတာ ဒါကတော့ငါ့ကိုအဲ့တာမလို့ငါသိရကွာဆိုကြီးကခွေးကိုဖြတ်တော့နေကကောင်းဖက်စကားကိုတုံးပြလိုက်တယ်တို့မောင်ကသူတို့အသင့်ဆောင်လာတဲ့ဒန်အိုးကြီးနဲ့ရင်ရွေးတယ်နေလေတယ်ဂျွာထဲမှာတော့ခွေးတွေကိုလူလူအာသုဘချရမလားဆိုပြီးတော့ဂျွာသားတွေကပြောဆိုနေကြတာပဲဗျာထောက်အောင်ကဝင်ပြောပြန်တယ်ဟိုကွာသူတို့ကမကြတဲ့ကြပဲပြောတာပါတကယ်တမ်းကျတော့ဥမြတို့ဒေါ်စိန်မြင့်တို့ဆိုတာကတရွာလုံးနဲ့မကင်းတဲ့သူတွေမဟုတ်လားကွာ ရွာဦးကျောင်းဆရာတော်တောင်မှခွေးရဲ့အတွက်စွန့်ကတ်တာကိုမကြွချင်ပေမဲ့လို့သူ့တကာရေးဖြစ်နေလို့ကြွပေးလိုက်ရတယ်မဟုတ်လားကွာထို့နောက်ခွေးသားဟင်းကိုဇဗယ်လင်နဲ့စီပြန်ချက်စားရတယ်ဒေါ်ရဲနဲ့ဘီယာများဖောက်တော့ပြီးတော့သူတို့လေးယောက်တုတ်တန်အတွင်စားပွဲတပွဲကျင်းပလိုက်ကြတယ်ဇိုးကြီးကကရင်ဆက်တယ်ပယံကောင်းတယောက်လည်းဖြစ်တယ်တခါတရံဟင်းသားမျိုးပေါ်ဆိုတက်ပြီးတော့ပယံလှုပ်တယ်လို့ရွာမှာလည်းပယံအလှုပ်ဆိုဇိုးကြီးကလည်းအဲ့လိုရှိပါတယ် ထို့အပြင်တခါတရံဂူတွင်တကြိုကျင်တဲ့အခါမှာတော့စိုးကြီးကအုတ်ကူကိုတယောက်တည်းကန်ထရိုက်ဆွဲကလောက်ကင်ပေးတယ်ရှိပါတယ်။သူတို့ရောမှာသူ့ဘရသာဟူရမရှိပဲတိုးမောင်ကတော့ပယံနောက်လိုက်လူချမ်းဖြစ်ပါတယ်။စိုးကြီးရဲ့တပည့်တယောက်လည်းဖြစ်သလိုစိုးကြီးရဲ့ညီမကိုယူထားသဖြင့်သူတို့နှစ်ဦးရောက်ခွာတော်ဆက်ပေးတယ်။စိုးကြီးအလုံးလုံးတိုင်းတိုးမောင်ကနှိစားလိုက်နေကြဖြစ်သဖြင့်တပူပူတရွဲ့တွေရှိနေတတ်တယ်။ထို့မြောက်မှာကသည်စိုးကြီးနဲ့တိုးမောင်တို့နှစ်ဦးမှာအလုံးပြီးချိန်မှာတော့အရက်ကိုအမှုပြဲတော့က ။တယန်းတက်တဲ့အချင်းကလည်းတူညီနေသဖြင့်စိုးကြီးနဲ့တိုးမောင်တို့နှုတ်မှာညီကိုအရင်လာတအုပ်နဲ့တအုပ်ချစ်ခင်ကြလေတဲ့။ထက်အောင်နဲ့ကောင်းခန်းတို့မှာတော့ကလာသားလူမျိုးပေါက်များဖြစ်တဲ့အသက်16နှစ်လောက်သာရှိသေးတယ်။သူတို့နှုတ်မှာရက်ကိုလက်တက်စမ်းတောင်းရင်ကစိုးကြီးတိုးမောင်တို့နဲ့ခင်မင်သွားကြတယ်။စိုးကြီးတို့ကလည်းသူတို့ကိုယောက်ျားကလေးများတတ်တယ်ပညာရည်များကိုတင် जा ပေးနေရတိတ်မကြခင်မှာစိုးကြီးမှသူတို့နှစ်ယောက်ရဲ့ဆရာဖြစ်မှန်းမသိဖြစ်သွားကြပါတယ် ။ဦးမြနဲ့ဒေါ်စိန်မင်းတို့မိသားစုမှာတော့ဘိုးဘေးအစဉ်ဆက်ဆန်ဆက်ပိုင်ခဲ့ပြီးတထေးမြဖြစ်ကြပါရယ်။ဦးမြပိုင်တဲ့ဆန်ဆက်မှာ၄၅လုံးခန့်ရှိပြီးတော့ရွာမှာတော့ငွေရှင်ကြီးရှင်ရွာမျက်နှာဖုံးများဖြစ်ကြလေတယ်။ရွာထိပ်မှာတော့သုံးတတ်တဲ့အကြီးကြီးတလုံးဆောက်ထားကခြံနဲ့ဝင်းနဲ့အကြအနာနေထိုင်ကြတယ်။အိမ်စည်းကားကပင်၃စီးရှိပါရယ်။သူတို့အိမ်မှာတော့ဂျက်ကီးလို့ခေါ်တဲ့ခွေးကြီးတစ်ကောင်မွေးထားကတိုင်သားလုံးကအလော်ချစ်ခင်ကြတယ်။သူတို့ဂျက်ကီးအသက်၁၀နှစ်ကျော်ခန့်အချိန်မှာတော့သွေးဝမ်းသွားပြီးတော့ကောက်ကံငင်ကတေဆုံသွားတော်တယ် ထက်အောင်နဲ့ကောင်းခန့်တို့နှစ်ယောက်ကရွာထိပ်မြောင်းကိုတရားလေးမှာထိုင်ကဂိမ်းစော်နေကြစဉ်ဇိုးကြီးနဲ့တိုးမောင်တို့ကတယောက်နဲ့တယောက်ပေါခုံးချင်းရှင်ဖက်လျက်လမ်းလျှောက်လာကြပါတယ်။သူတို့အနားသို့ရောက်တဲ့ခါမှာတော့ရက်တန့်သွားကြလေတယ်။ဟေးကောင်လေးမင်းတို့ခွေသားစားမလားကွာ။ဇိုးကြီးတို့ကခွေသားစားနေကြဖြစ်ပါတယ်။ရွာမခွေများတကြားရွာမြမခွေများကိုခိုးဝဲဖန်စီကတပြက်ပြီးတော့စားတော်လေးရှိတယ်။ထောင်နေကောင်းကင်တော့လည်းခွေသားစားဖို့တည်းများဖြစ်တဲ့ပြင်ဇိုးကြီးကအပေါ်ဆက်တဲ့အခါမှာတော့နှစ်ခါမှပြောလဲရပဲနဲ့ခေါင်းငင်းလိုက်ပါလေ ီတကစားမဲ့အသားကစားရခဲ့ရေကွငါတို့တက်တက်မှာတခါပဲစားဖို့မဲ့ခွေးမျိုးဟာဘဲကခွေးလေးကိုချိုးကြီးရဲ့ခொနကပဲဂျက်ကီကိုမြေချပြီးသွားတယ်မဟုတ်လားကွာဒီခွေးကြီးကိုငါကြည့်တော့အသားတွေကစုံနေတာပဲကွာတထေးခွေးဆိုတော့အစားကောင်းနေစားရလို့ထင်နေကွဝါပြီးနေတာပဲအလားငါတို့ဒီညဂျက်ကီအလောင်းကိုဖော်ပြီးတော့ချက်စားကြမလို့ကွာဟုတ်မှလည်းလုတ်ပါကိုစိုးကြီးဟာမင်းတို့မစားရင်မစားနဲ့ကွာငါကတော့စားမှာပဲအဲ့ဒီလိုတော့မလုတ်ပါနဲ့ဗျာကျုပ်တို့လည်းစားကြည့်နေဗျာဘာမှဆုံးမလဲ ညာ7နာရီဒီတရားတွေကိုလာခဲ့ကွာငါတို့အတူတူဆုံးပြီးတော့မှတင်ညာကုန်းကိုသွားကြတာပေါ့ဒါနဲ့မင်းတို့နှစ်ယောက်ကတန်တရင်တယောက်တစ်လက်စီတော့ယူခဲ့ကြအောင်နော်အခုတော့တင်ညာကုန်းအတွင်ခွေးသားဟင်းချက်နေပြီဖြစ်ပါလိခွေးသားဟင်းကိုမဆလာပြုတ်လိုက်တဲ့အခါမှာတော့ရနန်းကမွေးကြံလာလေတယ်ဒီနောက်မိဖို့ပေါ်မှာချပြီးတော့ပူပူလလောင်မင်းစားတော့ကြတယ်အယွေစားကြီးရဲ့ခွေးကြီးမို့အသားတော်တော်ရလေတယ်ခွေးသားကလေးကလည်းတောရက်ကလေးမျောချလိုက်နေသူတို့လေးယောက်ဇေယမင်းစည်းစိမ်ခံစားနေကြလေတယ် ထိုစဉ်တုတ်တန်ဝင်းကျင်မှာတော့ခွေးဟောင်တမ်းများကိုကြားရရတယ်။ထောက်အောင်လေးကောင်းခန်းကကောင်းထောင်ပြီးတော့ပဝင်းကျင်ကိုလှည့်ကြည့်ကြတယ်။ခွေးဟောင်တမ်းကိုအသေးစားကြားရတော့လေခွေးကိုတော့မမြင်တွေ့ရပါဘူး။လိုက်ကြည့်မနေစားမှလည်းကွာခွေးလေခွေးလေနေဖြစ်မှာကခွေးတွေကအမျိုးကိုတိတ်တိတာကွာ။သူတို့အမျိုးတွေချက်စားခံနေရပြီဆိုရင်တော့အဲ့ဒီလိုပဲစူးစူးဝါဝါဟောင်တက်ကြတယ်ကွာ။နှစ်နာရီခန့်ကြာအောင်စားတော့ပြီးတဲ့အခါမှာတော့သူတို့အတော်မူးနေကြပြီဖြစ်တယ်။ ထိုစဉ်တိပိကြီးတပင်ပေါ်မှာလူကြီးတယောက်ကဇောက်ထိုးကြီးတွေ့ဆင်းလာသည်ကိုတော့သူတို့လေးယောက်စလုံးမြင်တွေ့လိုက်ရပါတယ်။တိပင်ကြီးမှာအလွန်ကြီးမားပြီးတော့တည့်ရကြွေကြင်ဖြစ်တဲ့ပြင်တည့်ရများမရှိတော့ဘဲနဲ့အယိုးပြိုင်ပြိုင်ကျနေတယ်လို့ဖြစ်နေတယ်။ထိုလူကြီးကတိပင်ပေါ်မှာဆင်းလာပြီးတော့တိပင်ကြီးမှာမက်တက်ရလိုက်တယ်။ဟေးကောင်းနေငါကိုလည်းကျွေးစဲအောင်ပါမင်းကဘာကောင်းလဲကွာအချောင်စားကျင်တယ်အချောင်သမားလားတို့မောင်ကမမှုနဲ့ထားလိုက်ပြီးတော့ပေါက်တူးကိုဆွဲတဲ့ကထိုလူကြီးကိုပေါက်တူးနဲ့လက်ရိုက်တော့တယ် ထိုလူကြီးကလည်းတောက်တန်အတွင်ပြေးတော့ပြီးတော့တစ်ပင်တပင်ပေါ်သို့ပြေးတက်သွားနေတယ်။ဒူးမောင်ကကျေတောင်နဲ့ရည်တန်းကြီးဖြစ်ရဲ့ရည်မောလာပြီးတော့ဟေးကောင်ကကြောက်မင်းတတိရှိဆင်းခဲ့ကွာမင်းနဲ့မကဘူးရောင်ရင်မင်းတို့တဆွေလုံးတစ်မျိုးလုံးကိုခေါ်လာကြတဲ့ဟုတ်ပြီလားဟာဟာဒူးမောင်ကစိန်ခေါ်ကအော်ဟေးနေတော့လေထက်အောင်နေကောင်းခန့်တော့မှတော့အလွန်ကြောက်ရွံ့နေတယ်။ကျုပ်ကျုပ်ကျုပ်တို့ပြန်တော့မယ်ကိုစိုးကြီးဟာကျုပ်တို့မနေရတော့ဘူးဗျာထို့နောက်တန်တော်များပင်မယူနိုင်ပဲနှစ်ယောက်သာတောက်ချီတင်ပြီးတော့ထွက်ပြေးခဲ့ကြလိမ့်တယ်ဒူးမောင်ကထက်အောင်တို့နှစ်ယောက်ကိုကြည့်ပြီးတော့ ဟေးကောင်လေးမင်းတို့နောက်မှာမမဲကြီးလိုက်လာတယ်ကွာဟာဟာဟာတမင်စနောက်အော်ဟေးလိုက်တော့လေထက်အောင်တို့နေရာကတော့ဖွားနဲ့တင်မှာတသားတည်းကြောက်အောင် ပြေးကြတော့တယ်ခွေးကောင်လေးတွေကြောက်ကလည်းကြောက်တက်လိုက်တာလုံမာရော့ကွာဒူးမောင်နဲ့ဆိုကြီးမှာတော့ကြံနေသေးတဲ့ခွေးသားကြီးများကိုစားတော့လိုက်ပြီးတော့တော်ရဲ့လက်ကြံကိုအပြည့်ရှင်းတဲ့အခါအုတ်ကူများပေါ်မှာနေအိတ်ဆက်လိုက်ကြတော့တယ်မနမိုးရင်ကနေမှနိုးထလာကခွေးကြီးရဲ့အပိုင်းစာများကိုတော့အခောင်းထဲသို့ထိုးထည့်လိုက်ကအုတ်ကူကိုဟန်မပြက်ပြန်ပြီးတော့ပိတ်ခဲ့ကြပါတယ် နောက်တနေ့လေအစိုးကြီးနဲ့ဒူးမောင်မတော်အိမ်မှာသာအိတ်နေတယ်။နောက်တရက်မနေ့အစောမှာတော့ဘီလက်မီတိတ်ထန်ကသူတို့နှစ်ယောက်တုတ်တန်စီတို့ထွက်လာခဲ့ကြတယ်။ယွာထိတ်အယောင်ဦးမြတို့ရဲ့တဲ့အိမ်ကြီးအောင်မှာတော့ထိုင်ကုန်များချထားသလိုလူများဖြင့်စီကားနေတယ်။အကြကြီးတို့အလှူတွမ်းလုပ်ပေးနေတာပါ။ဝင်စားတော့ကြပါဦး။စိုးကြီးနဲ့ဒူးမောင်တို့တရားမျက်နှာတရားကြည့်လိုက်ကြပြီးတော့ဦးမြတို့ချမ်းအတွင်းတို့ဝင်သွားရင်ခုံတွင်ဝင်ထိုင်လိုက်တဲ့အခါမှာတော့သူတို့အရှိမမောဟင်းကားပကံများကိုလာချပေးပါတယ်။ ။ထိုသည်အင်ကြီးထဲမှမွေးထားတဲ့ခွေးကြီးခွေးငယ်များကသူတို့နှစ်ယောက်ကိုကြည့်ကထိုးဟောင်ကြလေတယ်။ခွေးများကိုလက်ပတ်တန်ညဖြင့်ချီနှောင်ထားသည်မို့ခွေးများကသူတို့နှုတ်စီတို့မလာနိုင်တော့လေ။သူတို့ကိုကြည့်ကကိုင်းမိဟန်ဖြင့်အသေးအတန်ထိုးဟောင်ကြရာအင်ရှင်ဒေါ်စိန်မြင့်ကပင် ခွေးများကိုထိန်ထိန်ထားရလေတော့လေ။သူတို့နှစ်ယောက်လည်းမဟင်းကားကိုခက်မြင်မြန်စားလိုက်ပြီးတော့ထိုးချန်ထဲမှာထွက်လာခဲ့ကြတော့ဒေါ်စိန်မြင့်ကသူတို့အနောက်မှာပြေးလိုက်လာလိမ့်တယ်။ထိုးနောက်ဆိုကြီးလက်ထဲတို့တပေါင်းတန်တရွယ်လှမ်းထည့်ပေးလိုက်တယ်။ ငါသားလေးအုပ်ကူကိုတိတိကျကျလေးလှုပ်ပေးစမ်းမဆိုကြည်ဟာဆိုကြည်ကကောင်းငင်းလိုက်ပြီးတော့မဘူပါနဲ့ဗျာကျုပ်တို့လှက်လာပါပါနဲ့ခိုင်ခိုင်ဟန့်ဟန့်ဖြစ်အောင်လှုပ်ပေးပါမယ်ဆိုကြည်နဲ့တို့မမတုတ်တန်တို့ရောက်တဲ့အခါမှာတော့သူတို့လုံးစရာရှိတဲ့လုပ်ငန်းများကိုစတင်ကြလေတယ်ဂျက်ကြီးရဲ့အုပ်ကူကိုအချောခံပြီးတော့ကြွေပြားကပ်ပေးရန်ဖြစ်ပါတယ်တို့မောင်ကမဆလာဖြောနေပြီးတော့ဆိုကြည်ကတော့သူတို့တူးဆွာထားတဲ့အုံများကိုအသေးချာပြန်စီနေလေတယ်မင်းကတော့ကန်ကောင်းလိုက်တာဂျက်ကြီးကတထေးအိမ်ရောက်တော့တထေးခွေဖြစ်သွားတာပေါ့ကွာအမဲသားလည်းတင်းနေတပိတ်သာစားရတယ် မင်းရဲ့တခင်တွေကလည်းမင်းကိုချစ်လိုက်တာတုံးနေတာပဲငါတော့မှအဲ့ဒီလိုတခင်မျိုးနဲ့တွေ့မိစတော့ခွေးဖြစ်ချင်းလိုက်တော့ကွာဟုတ်တယ်မလားတိုးမစိုးကြီးကလမ်းပြီးမေးလိုက်တော့လေတိုးမောင်ထံမှာပြန်ထူးတယ်မကြရပြီအခါတိုင်းဆိုရင်တော့သူတို့အလုပ်အတူတူလုပ်နေရင်ကသမီးရောက်ကနေရောက်စကားတပြည့်ပြည့်နဲ့လှုပ်လို့ရှိပါတယ်တိုးမောင်အတန်းကိုမကြရသည်မို့စိုးကြီးကအနောက်သို့လှည့်ကြည့်လိုက်ပါတယ်ဖြော်လက်စမဇလာပုံကြီးသာရှိပြီးတော့တိုးမောင်ကိုမတွေ့တော့ပဲတိုးမဟေ့ကောင်တိုးမတုတ်တန်အတွင်အော်ခေါ်လိုက်တော့လေတိုးမောင်ရဲ့ပြန်ထူးတယ်မကြရပါဘူး ဒီကောင်သေးများသွားပေါက်တယ်လား။ဇိုးကြီးကအလုပ်ပြန်လုပ်နေလိုက်တယ်။တို့တော်ဆယ်မိနစ်ခန့်ကြာသေးအထိတို့မောင်ပြန်မလာပဲ။ဒါဆိုဒီကောင်အရက်သွားဝယ်တာဖြစ်မယ်ကွာ။နမပါဘီအလုပ်ကြတော့လုံးဝမရှိဘူး။အရက်ကြတော့တောက်ချင်တယ်။ဇိုးကြီးကတယောက်တည်းအလုပ်ဆက်လုပ်နေသေးတယ်။ထိုအခါသူ့ကိုတစုံတစ်ယောက်ကဆက်ကြည့်နေသလိုမျိုးခံစားနေရပါလေ။ကြက်သိမ်းများလည်းတဖြည်းဖြည်းထလာလေတယ်။ဇိုးကြီးတယောက်အလုံးလုံးနေရင်လည်းကြောမလုံးတော့ဘူး။ဒီလိုနဲ့အကြောက်ပြေလို့ပြညာတခြင်းအကျယ်ကြီးဩဆိုပြီးတော့အလုံးလုံးနေမိတယ်။ သူစိတ်တွေကလည်းတဖြည်းဖြည်းနဲ့ခြောက်ခြားလို့လာပါတယ်။သုံးတယ်နဲ့သူတို့ရောက်မှသုံးဖွာလုံးခန့်ဝေးတဲ့ပြင်လှမ်းကြည့်ရင်တော့ရွာကိုမြင်နေရတော့လေခကြီးကတော့တိတ်မနေပြီ။ဒီလိုနဲ့နှစ်လေရောက်တဲ့အခါမှာတော့အုပ်ကူကလေးကိုအချောသက်ပြီးသွားပြီဖြစ်ပါတယ်။တော်ပြီကွာနောက်နေ့ကျမှပဲတိုးမောင်ကိုခေါ်ပြီးတော့ကြေပြားလာခဲ့တော့မယ်။ဒီကောင်ကတော့ဘယ်သွားနေလဲမသိပါဘူးကွာ။ပစ္စည်းများကိုအမြန်သိမ်းဆက်ကပခုံးပေါ်သို့တင်လိုက်ပြီးတော့စိုးကြီးတယောက်ရွာသို့အမြန်ပြန်လာခဲ့တော့တယ် ရွာတို့ရောက်တဲ့အခါအရက်ဆိုင်တို့အရင်ဝင်လာခဲ့ပါတယ်။အရက်ရောက်တဲ့ဥပလူကစိုးကြီးတို့နဲ့မိတ်ဆွေတွေဖြစ်တယ်။စိုးကြီးကအရက်ဆိုင်အတွင်းရှိခွေးချေခုံပူလေးမှာဝင်ထိုင်လိုက်တဲ့အခါမှာတော့ဥပဘူးကသူ့အရှိမစပွဲကိုအဝိစနဲ့လာတုပ်ပေးတယ်။စိုးကြီးဒီနေ့စောလာကြီးလားကွာ။ဟိုကောင်တိုးမောင်ရောမပါဘူးလား။တိုးမောင်ဒီကိုမလာဘူးလားဥပလူ။မနေ့ကညနေကမင်းတို့နှစ်ယောက်လာတော့သွားပြီးကလေးကမရောက်လာတာလေကွာ။ဘာဖြစ်လို့လဲ။စိုးကြီးတယောက်ထူဆန်းနေမိပါတယ်။ မဟုတ်ပါဘူးဗျာဒီကောင်အလုံးလုံးနေပျောက်သွားတော့ကျုပ်ကအရက်သွားဝယ်တယ်ထင်နေတာအောင်မလေးကွာသူ့အိမ်ပြန်ပြီးတော့သူ့မိမနဲ့ဖက်ပြီးအိတ်နေတာဖြစ်မှာပေါ့ကွာဒီလိုနဲ့ဆိုကြီးအရက်ထိုင်မတော့တော့ပဲနေအရက်တလုံးပါစဲဝယ်လာကအိမ်သို့ပြန်လာခဲ့လိုက်တယ်ဆိုကြီးတို့အိမ်မှာတော့ခြေတန်းခြေအိမ်ကြီးဖြစ်ပြီးတော့အတော်အတန်ကြီးမားကျယ်ဝန်းနေတယ်ဆိုကြီးရဲ့အိမ်မှာတော့ဆိုကြီးတို့မိသားစုနဲ့ဒုံမောင်တို့လင်မယားနဲ့အတူတကွာနေထိုင်ကြလေတယ်အိမ်ထဲလမ်းဝင်လိုက်တော့ဒုံမောင်ရဲ့မိမတို့ဖြစ်လေသူညမဖြစ်သူကအိမ်ရစ်တွေအဝဲလမ်းနေကြည့်တယ် ဟဲ့အလင်းမနေရောက်ကြအိမ်ပြန်မလာသေးဘူးလားပေါက်ပေါက်ချာချာကိုကြီးရဲ့အကိုကြီးနဲ့မနက်ကအတူထွက်သွားတာမဟုတ်လားဆိုကြီးကရေဦးထဲကရေတကွက်ခက်လိုက်ကခြေလက်စီးပြီးတော့မျက်နှာတက်လိုက်တယ်ထူးဆန်းနေဟာဒီကောင်အလုံးလုံးနေရဲ့ဘယ်ထွက်သွားလဲမသိဘူးငါဥပလူကြီးကိုဆိုင်မှာလဲဝင်းရှာခဲ့ပြီးပြီအခုအိမ်ရောက်တော့လည်းမရှိဘူးအငယ်မကဆိုကြီးကိုမျက်စောင်းထိုးလိုက်တယ်အကိုကြီးတပည့်အကြောင်းသိတယ်မဟုတ်လားသူကစိတ်မထည်ရင်မထင်သလိုရှောက်လို့တက်တဲ့လူစားပဲလေညနေတော့ပြန်လာမှာပေါ့ ထုံနေတော့စိုးကြီးဘဲမှမသွားတော့ပဲအိမ်မနဲ့အရက်တောက်နေမိတယ်။စိုးကြီးမိမကငပိကောင်တကောင်ကိုမိဖို့ပြရအရင်နဲ့ငပိကောင်နဲ့လိုက်ကပ်ညီလာတယ်။တဖြည်းဖြည်းညမောင်လာပါပြီ။ည9နာရီထိုးတည်တီတိုးမောင်ပြန်မလာပြီ။ငငယ်မကအခုမှစိတ်ပူသလိုဖြစ်နေတယ်။အခုကြီးဘယ်လိုလုပ်မလဲ။အေးဟာနေယောက်ျားကမပြောမစုံနဲ့ထွက်သွားတာ။ကိစ္စတစ်ခုခုရှိတဲ့ပုံပဲ။ငါဖုံးပေးစမ်းငါရွာလူကြီးစီဖုံးဆက်ကြည့်မယ်။ဒီကောင်ရွာမှာမရှိဘူးဆိုရင်တော့ဘေးရွာတွေကိုမြန်သွားလာမသိဘူးဟာ။ ။ဆိုကြီးကသူတို့အင်းကုန်းရွာတကြီးစီကိုဖုံးဆက်ရုံမကအနီးနားရှိရွာများမှာသူမိတ်ဆွေများထံသို့ဖုံးဆက်မင်းမြန်းတော်တဲ့တိုးမောင်တရင်ကိုမကြရပြီ။လို့ပါဟုတ်အကူကြီးကျောက်ယောက်ကြသိပြီလားမသိဘူးတော့။ဟာဒီကောင်ကရန်ညိုးရန်စားပြီးမရှိပါဘူးဟာအခုစိုးသေးတယ်ဆိုတော့ငါဆိုင်ငယ်နဲ့ရွာတစ်ဘက်ကြည့်လိုက်ဦးမေ။ဆိုကြီးကအေးအောင်မှသူ့ဆိုင်ကအစုပ်ကလေးကိုထုတ်လိုက်ပြီးတော့ခြံထဲမှာထွက်ခွာသွားလိမ့်မယ်။ညာရှင်နာရီကြော်နေပြီဖြစ်ပြီးတော့ယွာမလူမြောက်ကကိုကြံဝဲရံအတွင်းမှာကိုနေကြကအချို့ကတော့တီဗီဇလန်းတို့မြောက်ကိုကြည့်နေကြလိမ့်မယ်။ ဇူကြီးကဒုံမောင်သွားတဲ့နေရာများကိုလိုက်လံမင်းမြန်ရတော့တယ်။ဒီလိုနဲ့တဏှာကြီးကအကြောင်းမတော့ရွာပြင်ပတ်လမ်းမှာပြန်လာတဲ့အခါသုတ်တမမီးအောင်ကလေးတလက်လက်ကိုလမ်းမြင်လိုက်ရတယ်။ဇူကြီးလည်းအလွန်ထူးဆန်းလို့သွားပါတယ်။ခွေးကောင်တို့မှာတင်ញိုင်ကောင်မှမြန်တယောက်နဲ့အရက်တော့ကိုရောက်နေတာမြင်လား။ဇူကြီးလည်းရွာပြင်သို့ထွက်လာပြီးတော့ရွာဝင်ကုန်းကလေးလမ်းမကြီးအတိုင်းဆိုင်ငယ်ကိုမောင်းဝင်လာခဲ့တယ်။သုတ်တံကိုသွားတဲ့လမ်းကလေးကတော့ကုန်းကလေးလမ်းမကြီးမှာခွဲထွက်သွားလိမ့်တယ်။ တုတ်တန်သွားတဲ့လက်ကမြေသားဖြစ်တဲ့အတွက်စူဂျီတယောက်ဆိုင်ငယ်ကိုထင်းကမောင်းနေလာခဲ့တယ်။အဲဒို့တော့တုတ်တန်တော်ရောက်တဲ့အခါမြေအလင်းရောင်ကိုမတွေ့ရတော့ဘူး။ဘိုးကောင်တိုးမောင်လူလာနေတယ်ဆိုပြီးတော့မင်းငိမ့်လိုက်တာဖြစ်ပဲ။ဆိုင်ငယ်ကိုတုတ်တန်အဝင်နားမှာရက်လိုက်ပြီးတော့အုတ်ကူများအကြတို့ပြေးလာခဲ့တယ်။အလင်းရောင်အားနည်းနေပြီဖြစ်တဲ့ပြင်စူဂျီကဖုံးမီးကလေးကိုဖွင့်လိုက်ကတုတ်တန်အတွင်းဆက်ဝင်လာတယ်။ခုနကမြေအောင်တွေ့လိုက်တာဒီနားမှာပါ။တုတ်တန်ကိုလှည့်ပက်ရှာတော့လေတုံးမောင်ကိုမတွေ့ရပြီဒီလိုနဲ့တုတ်တန်အတွင်အော်ဟစ်လိုက်တယ်တုံးမောင်ကြီး တို့မောင်ကြီးငါပေါ့ကွမရောက်ပါစိုးကြီးပါထိုအခါတုတ်တန်တနေရာမှာအတန်ကြားလိုက်တဲ့ပြင်စိုးကြီးပြေးသွားကြည့်လိုက်တယ်ကြီးမာပြီးတော့လူကြီးနှစ်ဖက်စာလို့ရှိတဲ့အစ်စ်ပင်ကြီးအောက်မှာတော့တို့မောင်တရားငုတ်တုတ်ထန်လျက်သားကြီးရှိနေတယ်စိုးကြီးကအမြန်ပြေးပြီးတော့ဆွဲထုတ်လိုက်တယ်တို့မောင်ဟေ့ကောင်တို့မောင်တို့မောင်မျိုးလုံးကြီးတွေကပြူးထွက်နေပြီးတော့ဗဇက်ကြီးပွင့်တွေကရှာကြီးကလည်းအပြင်သို့ထွက်ကြနေပါတယ်အပြင်ထွက်နေတဲ့ရှာတစ်ခုလုံးမှလည်းအနက်ရောင်ကြီးဖြစ်နေလေတယ်စိုးကြီးတယောက်တို့မောင်ကိုဖက်ပြီးတော့ငိုကြွေးလိုက်မိတယ် တို့မောင်ရဲသားများမှာကြောက်သားများကဲ့သို့အေးဆန်နေပြီးတော့လက်တွေကလည်းတောင်တင်းလိုနေပါလေ။တို့မောင်တည်ဆုံးသွားတဲ့တရင်မှာညာရင်းချင်းပြန်နေသွားတယ်။ဇိုကြီးကတို့မောင်လာဟုတုတ်တန်ရဲနဲ့တွေ့ခဲ့သည်ဟုမပြောဘဲနဲ့လမ်းမီချမ်းဟိုးတရာတစ်ခုပေါ်မှာတွေ့သည်ဟုသာလိန်ညာပြောဆိုလိုက်လေတယ်။ရွာတင်စေကားဖွင့်ထားတဲ့ဆရာဝန်ကိုပြေးပြီးပြင်တော့ဆရာဝန်ကတို့မောင်အလောင်းကိုတေချာကြည့်လိုက်တယ်။အရက်စိတ်တက်ပြီးတော့တေရဖြစ်မယ်ဗျ။ရှာကြီးကလည်းမဲနဲ့နေတာမဟုတ်လား။ ဇယဝန်ကထိုသူကောက်ချက်ကြသည်ဖြင့်အားလုံးကလည်းလက်ခံလိုက်ကြတယ်။ဒိုးမောင်မရခင်ကလေးကအရက်အလွန်အကျွံတောက်သူဖြစ်သည်ဖြင့်ယွာမလူများကတိတ်ပြီးတော့ဝမ်းမနေကြပြီ။ဒီလိုနဲ့မကြမီမှာပင်ဒိုးမောင်နာရီဖြစ်တော်တယ်။ဒိုးမောင်ကတော့အုပ်ကိုမသိမီယွာမနာရီကိုညီမအသင်းရဲ့အကူအညီဖြင့်မိသူကြိုလိုက်တော်တယ်။ဒိုးမောင်တည်ဆုံသွားတဲ့အတွက်အလွန်စိတ်မကောင်းဖြစ်နေသူကတော့ဆိုကြီးပင်ဖြစ်ပါတယ်။ဒိုးမောင်အားသဘပြီးတော့ဆိုကြီးကအလွန်ဆက်လို့ကိုပြင်းစင်းနေဒေါ်စိန်မြင့်ရဲ့ခွေးကလေးဂျက်ကြီးရဲ့အုပ်ကူမှာအခုတည်းကကြွေပြောင်းမခက်ရသေးပြီ။ တို့တော့စိုးကြီးတယောက်ထဲသောက်တဲ့အတွင်အလုံသွားလို့ဖို့ကိုလည်းကြောက်ရွံ့နေမိပြန်တယ်။ဒီလိုနဲ့တိုးတပွဲနှစ်ယောက်ဖြစ်တဲ့ထက်အောင်နဲ့ကောင်းခန်းတို့ကိုအပေါ်ခေါ်ရတော့တယ်။ဟေးကောင်းလေးငါတင်းချန်းကုန်းတွေကဂျက်ကြီးအုပ်ကိုကျွေးပြသွားကြမယ်ကွာ။မင်းတို့နှစ်ကောင်လည်းငါနဲ့လိုက်ကူကြနေစားကပေးပါမယ်။ထက်အောင်နဲ့ကောင်းခန်းတို့အလွန်ထိတ်လန့်သွားလိမ့်တယ်။ဟာဗျာတင်းချန်းကုန်းတွေကတော့မလိုက်သွားရင်မဘူး။ဟေးကောင်းလေးမလိုက်လို့မရဘူးတော့။မင်းတို့မလိုက်ရင်မင်းတို့အเจ้าတွေကိုရွာထဲမှာငါဖော်ပြလိုက်မယ်ကွာ။ဘာမှန်နေသလဲ။စိုးကြီးကအကြက်ကိုင်းတဲ့ပြင်ထက်အောင်တို့နေရောမလိုက်လို့မရတော့ဘူး။ လာသမ်းပါကွာငါတရားလုံးရှိပါရဲ့ကွာပြီးတော့နေကင်းကြောင်တော်ကြီးပါကွာဘာမှမဖြစ်ပါဘူးဒီလိုနဲ့နောက်နေ့ရောက်တဲ့အခါဆိုကြီးနဲ့ထောက်အောင်လုံးနေရာသုတ်တန်စီတို့ခြိတက်ခဲ့ကြတယ်ဆိုကြီးကထောက်အောင်လုံးနေရာကိုသုတ်တန်ရှိတွင်ခြားထားပေးခဲ့ပြီးနောက်မင်းတို့နေရာဒီမှာစောင့်နေကြကွာငါကြွေပြသွားဝင်လိုက်အောင်မယ်ဟာမလုပ်ပါနဲ့ကိုဆိုကြီးဟာမင်းတို့ယောက်ျားတွေမဟုတ်ဘူးလားကွာခဏလေးပဲစောင့်စမ်းပါတာယိုထေကအိမ်ဆောက်ပစ္စည်းဆိုင်မှာသွားဝင်ပါကွာခဏလေးပဲစောင့်ဆိုကြီးကအိမ်ဆောက်ပစ္စည်းဆိုင်တို့မောင်းထွက်လာခဲ့လိုက်တယ် တာယိုထိတ်ကဆိုင်မှာတော့ဆိုင်ကနေသွားလျင်15မိနစ်ခန့်သာကြာမြင့်နေပြီးအားထက်အောင်နေကောင်းကန်တို့မှာတုတ်တန်အတွင်းတို့မဝင်တော်မနေတုတ်တာဝကွန်ကရစ်လမ်းပြင်မှာတော့ငုတ်တော့ထိုင်ပြီးတော့စောင့်နေကြပါလိမ့်ထိုးစင်မှာပဲတုတ်တန်အတွင်းမှာခွေးဟောင်းတဲ့တကူကကျဲလောင်စွာထွက်ပေါ်လာလေတယ်ထက်အောင်ကလန့်သွားပြီးတော့လှည့်ကြည့်လိုက်တဲ့အခါအုပ်ကူပြားကြောင့်မှခွေးနဲ့ကြီးတကောင်ကမတ်တက်ရက်ကသူတို့ကိုကြည့်လိုက် ဟောင်းနေလေတယ်ဟေ့ကောင်ကောင်းကန်ဟိုဟိုမှာခွေးနဲ့ကြီးကွာကောင်းကန်လှည့်ကြည့်လိုက်တော့လေထက်အောင်ပြတဲ့ခွေးနဲ့ကြီးကိုမတွေ့ရပြီခွေးဟောင်းတန်ကလည်းတိတ်ဆိတ်လို့သွားပါတယ် ဘာမှမရှိပါဘူးကွာထက်အောင်ဘာမှထက်ပြီးတော့မပြောရတော့ဘူးအဒီလိုနဲ့အာယုံပြောင်းလို့ပြောင်းရတဲ့ဖုန်းကိုထုတ်ပြီးတော့ကြည့်နေလိုက်တယ်ထက်အောင်ကဖေးဖို့ဖွင့်ကြည့်နေတယ်လို့ကောင်းခန့်ကလည်းဂိမ်းစော်နေတယ်ထိုးစင်ဟေးကောင်ထက်အောင်နဲ့ကောင်းခန့်အတန်တန်ကြားသဖြင့်တုတ်တန်အတွင်းတော့လှည့်ကြည့်လိုက်တယ်လူရိပ်လူကြီးတော့မတွေ့ရဘူးသူတို့နှစ်ယောက်ထိုင်နေတဲ့ကွန်ကရစ်လမ်းနဲ့တုတ်တန်နေဆိုတော့ပေးနေရကြော်တော့တာကွာဝေးလေတယ်ဟေးကောင်မိကြားလိုက်လားကောင်းခန့်ကထက်အောင်ကိုကြည့်ကမေးလိုက်ရထက်အောင်ကခေါင်းညင်ပြီးတော့ဖြေလိုက်လေတယ် ကိုစိုးကြီးခေါ်လာမသိဘူးကွာဟာကွာကိုစိုးကြီးကကြွေပြတော့ဝင်လာလေးကွာသူကတုတ်တန်တွေကိုဒီလမ်းသာမလာဘဲနဲ့ဘယ်လိုလုပ်ပြီးရောက်နေမှာလဲကောင်းကန်ပြောလိုက်တဲ့ဖြင့်ထက်အောင်ပို့ပြီးတော့ထိတ်လန့်သွားရတယ်ဆက်ပြီးတော့ဖုံးကြည့်နေတော့လေသူတို့နှစ်ယောက်စလုံးနောက်ကျောတွေကတော့မလုံကြတော့ဘူးတုတ်တန်ကိုလှည့်ကြည့်တဲ့ကြီးနဲ့ကြည်နေမိတယ်အေးထက်အောင်လေကောင်းကန်ငါဒီမှာကွာဒီတစ်ခါတော့အတန်ကခုနှစ်ကထက်ပို့ပြီးတော့ကျဲလောင်နေတယ်ထက်အောင်လေကောင်းကန်လည်းတယောက်မျက်နှာတယောက်ကြည့်လိုက်တယ်အတန်ကလည်းကိုစိုးကြီးအတန်မဟုတ်ဘူးကွာ ထက်အောင်လည်းများတုံရင်လို့လာပါတယ်။ငါသိတယ်။ငါသိတယ်။အဲ့ဒါကိုတိုးမောင်ရဲ့အတန်ပဲကွာ။ငါကသူ့အတန်ကိုကောင်းကောင်းကြီးမှတ်မိရဲ့။နောက်ထပ်တစ်ချက်ထက်ခေါ်ပြန်တယ်။သူတို့နှစ်ယောက်စလုံးအမှတ်တမင်းနဲ့သူ့အတန်အတွင်းတို့လှည့်ကြည့်လိုက်တယ်။အထိုးခါမှာတော့အယိုးပြင်းပြင်းကြားနေတဲ့အစ်မကြီးတပည့်ယောက်မှာတိုးမောင်ကသူတို့နှစ်ယောက်ကိုလက်ပြကနှုတ်ဆက်နေလေတယ်။တိုးမောင်တည်ဆုံးပြီးမှနှစ်ယောက်စလုံးသိရသဖြင့်ခေါင်းမွေးတွေထောင်ထလာကကြက်သိန်းတွေတပြန်ပြန်ထလာလေ။တို့အခိုင်မှာပင်အေးဆက်တဲ့လက်ကြီးကသူတို့ပခုံးတော်သူကြာစင်းလာလိမ့်တယ်။အောင်းမလေးပြ တို့နှယောက်ပြန်သူခုံလိုက်ကြတယ်အနာတော့လဲကြည့်လိုက်ဟာကိုစိုးကြီးဖြစ်နေပါတယ်မင်းတို့လည်းကလှုပ်ရှားကြီးတာမလို့ဘူးကွာဒီမှာဘာဖြစ်နေကြတာလဲထက်အောင်တို့မှာကြောက်လန့်လွန်းသဖြင့်လက်တွေတဆက်ဆက်တုံးနေပါတယ်ခေါင်းခန်းကတစ်ပင်ကြီးစီတို့ညံ့ပြပြီးတော့ခုခုခုနကတော့ကိုတို့မောင်ကြီးအဲ့တစ်ပင်ကြီးအောက်ကနေကျိုးတို့ကိုလှမ်းခေါ်နေတာကိုတွေ့လိုက်ရတယ်ဗျာစိုးကြီးကမျက်မှောင်ကျော်လိုက်ပြီးတော့တစ်ပင်ကြီးကိုလှည့်ကြည့်လိုက်တော့လေဘာမှမတွေ့ဘူးသူစိတ်ထဲအနှဲငယ်တော့စိတ်ထင်းလို့သွားပါတယ် တို့တော့သူကြောက်ပြရင်မဖြစ်သူကြောက်ပြလိုက်ရင်ဟိုနှကောင်ထွက်ပြီးမှတေးချတယ်ဒီလိုနဲ့ထောက်အောင်တို့ကောင်းခန်းတို့ရဲ့ဇပုံများကိုလက်ကျန်းကြီးဖြင့်ရိုက်ချလိုက်တယ်မင်းတို့ကောင်းနေကွာဘာမှမရှိပါဘူးကွာလာသွားကြမယ်စိုးကြီးကကြွေပြားထည့်ထားတဲ့ဇပုံပေါင်းကြီးကိုထန်ကဝင်သွားတော့လေထောက်အောင်တို့နေရာကတော့တုတ်တန်အတွင်းတို့မလိုက်ဝင်ကြပြီစိုးကြီးကသူတို့ကိုလှည့်ကြည့်ပြီးတော့ငါကြောက်ကလေးတွေလာဟမင်းမြန်လှုပ်ပြီးမင်းမြန်ပြန်ရတော့မင်းတို့မလိုက်တော့မင်းတို့အကြောင်းနဲ့အကုန်မင်းတို့မိပါတွေတီးသွားမယ်မှတ်ကွာ ။စိုးကြီးကအချင်းချောက်လက်ပြင်ထောက်အောင်တို့နှစ်ယောက်လည်းမလိုက်ချင်လိုက်ချင်နဲ့လိုက်လာခဲ့ရတယ်။စိုးကြီးကအုပ်ဘူကိုကြွေပြားကက်လို့နေပါတယ်။သူတို့နှစ်ယောက်ကတော့စိုးကြီးကိုကူညီပေးနေရတော့လဲစိတ်ထဲအလွန်ကြောက်လန့်နေမိတယ်။ထိုးစဉ်ကောင်းခန့်ကတစ်ပင်ကြီးရဲ့ပင်ကြီးသို့ထိုးပြတယ်။ဟိုဟိုမှာဖဏတ်တရံမလား။တိပင်ချင်းရင်တွင်စီစီညီညီချွတ်ထားတဲ့အနီရောင်ရာပါဖဏတ်ကိုတွေ့တတ်ရတယ်။အဲအဲ့ဒါကိုတုံးမောင်စီရဲ့ဖဏတ်မဟုတ်လား။စိုးကြီးတယောက်တစ်ချက်တွန့်သွားတယ်။သို့တော်လုံးလက်စားအလုပ်ကိုအပီးသက်ရံကပိုးကြီးအရေးကြီးဒီမို့ကြွေပြားမကိုခက်ပြင်းပြန်ကတ်နေလိုက်တယ်။ ရွာထဲကလူတွေပြောနေကြတော့ကိုတိုးမောင်ကြီးကိုတရေသက်လို့တည်တယ်လို့ပြောနေကြရဲ့ကွာ။တိတ်မကြောက်တတ်တဲ့ကောင်းခန်းကဒိုစကားကိုအဆဆွဲထုတ်တယ်။တော်ပါတော့ကွာအဲ့ဒီကြောင်းတွေမပြောသမ်းပါနဲ့။ကြောက်တတ်တဲ့ထက်အောင်ကတုံရင်ပြီးတော့ပြောနေပြန်တယ်။မဟုတ်ပါဘူးကွာ။ငါကကျုံလို့ပြောပြတာပါ။အဲ့ဒီတရင်ကြောက်ပြီးတော့ငါတွေးမိတာတခုရှိတယ်ကွာ။ငါတို့ခွေးသားချက်စားတဲ့ညတော့ကအဲ့ဒီသစ်ပင်ဘောကတရေကြီးတကောင်ကိုဆင်းလာတာကိုမင်းလည်းမြင်တယ်မဟုတ်လား။ကိုတိုးမောင်ကတရေကြီးကိုပေါက်တူးရွနဲ့လမ်းရိုက်တာလေကွာ။ ငါထင်တာတော့ဒီတရေကြီးကပဲကိုတိုးမောင်ကိုမကျင်းနဲ့လို့သူ့ကိုတတ်လိုက်တာများလားထအောင်ကြောင်းလန့်နေတဲ့ပြင်စိုးကြီးကကောင်းခန့်ကိုဝင်းဟောက်လိုက်တယ်မဟုတ်တာနဲ့မပြောနဲ့ကွာတိုးမောင်ကအရက်စိတ်တက်ပြီးတော့တည်တာကွာဂျွာကရှေးလူကြီးတွေရှောက်ပြောနေတယ်မဟုတ်ကဟုတ်ကစကားတွေကိုမယုံကျင်စမ်းပါနဲ့ကွာစိုးကြီးကကြွေပြားများကိုအမြန်ကက်ကလက်စတက်နေသေးတယ်ထိုချိန်မှာပင်တစ်ပင်ချင်းနဲ့ကြနေတဲ့ဒိုးမောင်ဖက်နဲ့အန်ဒီယောင်ကလူတအုပ်ခြေလန်းလျှောက်တဲ့ကဲတော့တလန်းချင်းလမ်းလျှောက်လာနေသည်ကတော့အတော့ဦးသားမြင်တွေ့လိုက်ရတယ် တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့ထက်အောင်နေကောက်ခတ်တော့မှာတုတ်တန်အတွင်းမှာထွက်ပြေးကြတော့တယ်။စိုးကြီးကလည်းပစ္စည်းများပြင်မှာသိမ်းနိုင်တော့ပဲတုတ်တန်အတွင်းမှာအမြန်ပြေးထွက်ကဆိုင်ကယ်ကိုခွာလိုက်ပါတယ်။ဆိုင်ကယ်တော့ဖွင့်ပြီးတော့ဆက်နေတော်လဲဆက်မနိုးပြီ။ဆိုင်ကယ်ဆက်ကိုခြေလောက်ပြင်တအားနေပြီးတော့ဆက်နိုးနေတယ်မှာပဲ။စိုးကြီးရဲ့ဆိုင်ကယ်ပေါ်သို့တစုံတစ်ယောက်ကခုန်တက်လိုက်တယ်လို့ခံစားလိုက်ရပြီးတော့ဆိုင်ကယ်မှာလည်းတင့်ခနေဖြစ်သွားတယ်။ထို့နောက်မှာအေးဆက်နေတဲ့လက်ကြီးနှစ်ဖက်ကစိုးကြီးရဲ့လက်ဘင်းကိုလာရောက်ချုပ်ကန်လိုက်တယ်။စိုးကြီးလည်းမဝင်မနေနဲ့အနောက်သို့လှည့်ကြည့်လိုက်ရ။ ဆိုကြည့်တရားမဝင်မရင်နဲ့အနောက်တို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ပုတ်ပွားပြီးရုပ်ပြက်ဆင်းပြက်မျက်နှာကြီးနဲ့တိုးမောင်ကိုတွေ့လိုက်ရလေအာဆိုကြည့်ရဲ့အော်တန်ကတော့တင်ညာကုန်းတစ်ခွင်လုံးကိုဖုံလန်းသွားပါလေထက်အောင်နဲ့ကောင်းခန့်တို့နှစ်ဦးမှာတော့ရွာလန်းအတိုင်းတော်တော်ပါပြေးလွာသွားကြလေတော့လေဆရာအက်ကဆိုရေးသားထားတဲ့မဖဲဝါမုံနဲ့ရွာဆိုတဲ့ဖြစ်မှန်ဘရလောကဇလံအပိုင်းတစ်ကတော့ဒီမာရင်ပြီးဆုံးပါပြီခင်ဗျာ အပိုင်းနှစ်ကိုဆက်လက်နားဆင်ပေးကြဖို့လည်းမိတ္တာရက်ခံနေပါတယ်။ဇာအကဇော်နေတကွာနားဆင်ပေးကြတော့တဦးတယောက်ချင်းစီပေါ်အထုပင်ကျေးဇူးတင်ရှိပါတယ်။တရားပြွှင်သောညလေးကိုပိုင်းဆိုင်နိုင်ကြပါစေခင်ဗျာ။